ကျွန်တော်ချက်တကောင်ကိုလွယ်လွယ်လွယ်နဲ့လွယ်တယ်နော်ပုံစံကြည့်နော်ဒါပေမဲ့လို့နည်းနည်းလေးအစ်တရာလေးဘယ်လိုရှင်းမလဲကျွန်တော်ပြမယ်ကျွန်တော်အချွဲချတဲ့နီလေးနဲ့ကြက်ရေပွားနီလေးကိုညီကိုတွေကိုကျွန်တော်ပြောပြမယ်ကြက်ကိုတကောင်အချွဲချတယ်မှာတခါတည်းအချွဲမရိုက်တိုင်းစလုပ်သေးရအစာရီပြန်ပြီးကြလာတယ်တခါတည်းအချွဲရိုက်တာပြင်းအားကြီးသွားရင်လေတွေကိုလေခေါ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 နဲ့ဖြစ်သွားတယ်နော်အဲ့အောင်ကျွန်တော်ကအချွဲရိုက်နီလေးကိုနီး နစ်စနစ်လေးနဲ့ကျွန်တော်တို့ကြားပြီမနိုင်ဘူးနော်ထွက်လိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ရေကိုဒီလိုခေါင်းလေးကိုဒီလိုမော့ထားမယ်ပြီးရင်ဒီလိုထည့်ပြီးတော့တန်းပြီးတော့အဲအဲ့လိုတော့ပဲဆိုင်ခေါင်းကြီးကိုနော်ဒါချွဲချာပြီးချွဲချာပြီးဒီလိုလေးတတ်မယ်ပြီးအဲအဲ့လိုလည်းလိုက်ခါလိုက်ဒါကျွန်တော်တို့ကြက်ကောင်ကိုအချွဲချနီးပါတချို့ဆိုတားရိုက်ကြတားကြီးစောင်းတော့စလုံးတွေကအစာကြီးထွက်တယ်တားကြီးရိုက်တော့လေချောင်းလေးတားနာသွားတယ်အဲ့ချွဲကောင်ကိုကျွန်တော်အချွဲရတယ်မှဆိုရင်ဇလုတ်ကလေးကိုအဲ့လိုလေးကင်မယ်ပြီးရေလေးကြောက်ပါ ဒီလိုပြီးတော့တော့ဒီလိုလုံးပြီးရင်ကျွန်တော်တို့ဒီလိုလေးလုံးခင်ဗျကြည့်မရိုက်မယ်နော်ညီကောအဲဒါကြက်ကောင်ကိုအချွဲရိုက်ရိုက်ပြီးဒီလိုလေးတတ်မယ်ပြီးရင်ဒီလိုလုံးဒါလေတိုင်းလည်းပြင်းညာမလို့ပြေးလိုက်ရင်ကျွန်တော်ပြောဆိုပဲလယ်ရင်းနာမယ်အပြီးဟိုဟိုအစာတွေပြန်ထွက်လာတယ်ဒါလေးတစ်ချက်ကျွန်တော်ရေပွားနေပြီးပြောပြမယ်နော်ညီကောသူကဂျေလုံးကြီးနဲ့ဟယ်လိုဟယ်လိုကြီးများလာယူအင်းအဲ့ဆိုရင်ကျွန်တော်ရေလုံးကြီးထွက်တယ် နှင်းမွားမြိုက်ပဲနဲ့ကျက်စွာကြီးဒီအဆူများသွားရင်ကျက်စွာမတက်တော့နှင်းမွားဒီပေါ်တဲ့အတွက်ခုနလုံးဂျီလုံးကြီးကကျွန်တော်မလုပ်တော့ဘာသူပြဿနာရှိဂျီပေါ်တဲ့ဆိုဒီတော့ခဏတော့ခမဲအဲ့ဒီလေအဲ့ဘာကျွန်တော်ဂျီပွားရင်အဲ့မှာကျွန်တော်နင်းပေါ်လိုက်ကြတယ်နော်ဒီလိုလေးလေအဲ့မှာကျွန်တော်တို့ကနင်းပေါ်လိုက်ကြသူခံစားရတယ် ခုနတို့ရေလုံးကြီးနဲ့လုံးလိုက်ရင်ဟိုကဲဂျီမြားတယ်ဗောနေမောတရိုက်ချင်ဟင်အနေမောရိုက်အညီကိုတွေကအလွယ်ဆုံးလေးပါအလွယ်ဆုံးလေးတွေကိုကျွန်တော်အခြေခံ business လေးကိုကျွန်တော်ညီကိုပြပြလာပါဒါလေးတွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဘုံမမှတ်တာပါဘူးလေးတို့များတင်း၅၃၉၈တပိုက်ကမှအတူတူစာပြလေးပါလေ ဒီကအားလုံးမင်္ဂလာပါအဲညီကိုတွေကိုကျွန်တော်ပြောချင်တာပေါ့နော်ချက်တွေကိုမိုးတဲ့ရေထဲမှာကျွန်တော်တသိန်း1000ခန်းလို့တသိန်း5000ခန်းလို့ဟာ1 2ခန်းလို့ဆိုရင်းနေခုံရတာဘာကြောင့်လဲချက်ဆိုတာတကယ်ကောင်းရင်ရင်ခုံစရာမလိုအောင်ချက်ချက်ခုံအောင်နော်ချက်ကအရှင်းခုံနိုင်ချက်ဆိုတာမိုင်းရင်ခုံစရာမလိုချက်ဆိုတာဟိုရက်ဘူးတဲ့ကြာဘူးတဲ့နာဘူးတဲ့ဆိုရင်ကိုကြကူရင်ခုံစရာမလိုဘူးဗျာ အဲကြည့်ရနောက်ဆုံးတင်းနဲ့တင်းဣလာတာတို့စိမ့်လာတာတို့ဟိုဒစိနစိခုတ်ခမ်းတာဆိုတာအဲ့ဒီကြီးတွေမှာဆိုတာဘာတောင်လို့ဆိုတော့နည်းနည်းလေးညီကိုတွေချွဲလို့ကိုယ့်ချက်ကိုရှင်ခုန်ရတာအဲချက်ကရှင်မခုန်ကြသေးခြင်းဘူးဆိုရင်ကျွန်တော်တို့ကိုကောင်ကျွန်တော်တို့ချက်တွေကိုဗျာဟိုပြီးတဲ့ရင်မှာပြီးအောင်ကျွန်တော်ကခွတ်မှကြိုက်တာအဲကျွန်တော်ဒီမှာတော့အာဝိုင်းထဲမှာပြီးရင်မှာလုံးဝမထားဘူးသဘောကျတယ်ညီကိုတွေဘာတွေလုပ်တင်တယ်လဲရှင်မခုန်သေးခြင်းချက်တွေကိုကျွေးပါ ကျွေးမွေးပြီးမှတိုက်ပါနောက်ပြီးအကင်တွေကောင်းအောင်ဒီလိုအကင်တွေဒီလိုလေးချက်တွေပတ်သက်ပြီးပတ်သက်တဲ့ချက်တွေကတားကြီးတဲ့မိုးတွေမှာချိန်နိုင်တယ်ခွနိုင်တယ်ခံနိုင်တယ်ဟောညီကိုပတ်သက်တဲ့ချက်နဲ့မပတ်သက်တဲ့ချက်ကမိုးရည်ရမတားกว่าဟိုမခံဘူးဗောနော် သူများကြာသူကလှုပ်ပြီးကိုကြမခံလာနိုင်တဲ့ချက်တွေအများကြီးဒီလိုပတ်သက်ကိုင်းထားတဲ့ချက်တွေဆိုရင်ညီကိုတွေရှင်းမခွန်အောင်တားကျိနေရတော့တားကျိအဲ့တကယ်ကြောင့်ကျွန်တော်မိုးရိမ်မှာဒါလက်တွေ့ရင်တော့တားကျိနေတယ်အခုဒီလိုညညဆိုချက်မွေးချက်ကိုင်းကောင်းရင်ရည်ရဲမှုတွေမှာတားကျိချက်ကောင်းချင်းတူရင်အဲ့ဒါတော်တော်ကွာသွားတယ်ဗျချက်မွေးချက်ကိုင်းကွာသွားတယ်ဗျအာသူလည်းကောင်းတယ်ကိုလည်းကောင်းတယ်တွေ့သွားတယ်ရည်ထဲမှုထဲမှာဘာတွေကွာသွားလဲချက်မွေးချက်ကန်ကွာသွားတယ် ကြမွေးကြကန်ကောင်းရင်ကြကခံခံနိုင်တယ်ရေကြိတ်ရေကြိတ်မူးကြိတ်ကြီးကောင်းလာတယ်ဗျကြမွေးကြကန်ကောင်းရင်ကွာကြကတော့ပတ်ကြွေးကြွေးတယ်ကြကတော့တော်တယ်ဒါမှမဟုတ်ဟိုကြကတော်တယ်ဒါမှမဟုတ်ကြမွေးကြကန်ကောင်းရင်ကြမွေးကြကန်ကောင်းတဲ့ကြကစားသွားတာလေတော့ကြမွေးကြကန်ဘယ်လိုကောင်းအောင်မလို့ကောင်းရင်ဆိုကြွေးမယ်ပုတ်ကင်မယ်ရှေးလေးဒါလေးဖြစ်ပြင်မယ်ခံမှုအောင်လို့နော်နောက်ပြီးတော့ကြက်ကိုမိုင်းရှောင်ဖို့အောင် လဲချက်ကိုပုံမယ်ညီကိုဒါပဲကြမွေးချက်ကန်ဆိုဘာမှမကန်ဘူးတချို့ကတားကြီးအထူးဆန်းနေဟိုဒရမာကြီးခင်းပြီးကျွန်လုံးမပြတတ်ဘူးကျွန်တော်ကလည်းဒါပဲကြမွေးချက်ကန်ဆိုဒါပဲချက်ကန်ဘာဒါပဲညီကိုဘာမှတိတဲ့လွယ်အောင်မလားဒါပဲညီကိုအဲချက်ဆိုတာချက်ဆိုတာခံနိုင်နိုင်တယ်ချက်ကောင်းနေမနိုင်ဘူးချက်ဆိုတာခံနိုင်မှနောက်ပြီးတော့ခံနိုင်တဲ့အခြေအနေအေးရှိရမယ်ချက်လက်တိုက်စင်လက်ကြမယ်ဆိုရင်ချက်ကနိုင်တာပဲ အဲညီကိုတွေချက်ကို PPCC တိုက်တော့မယ်ဆိုရင်အဓိကကျွန်တော် ပြောချင်တာချက်မွေးချက်ကင်မပြတ်ပါညဆိုညပုံမှန်လေးကျွေးပါညကျွေးရချက်တွေကပိုးပြီးအာရကိုပိုးပြီးတော့ပြည့်စုံစုံပြည့်စုံတယ်ဗောနော်တခြားလေးကျွေးပါတခြားလေးကင်ပြီးပါ ပုတ်တက်ပြီးကင်ပြီးပါညီကိုအဲဆိုချက်ကဟိုးတဲ့ရေထဲမှာတသိန်းတောင်းကနေပါကြီးရင်သိမ့်မခေါ်ဘူးကျွန်တော်ပြောချင်တာနော်ညီကောဒါလေးကြိုက်တယ်ကျွန်တော်ဖုန်းနံပါတ်မှတ်ထားပါအောင်ဒေသုံညတင်း9398 တော့ Viber မှာအတူတိတ်ညီကိုတွေကိုစာပြပေးပါတယ်ဗျအားလုံးလေးစားလိုက်ပါတီတူရညီကိုတွေကိုကောင်းရေကျွန်တော်တို့ချက်တွေကတိုက်ရင်ဓူးတွေဝိုင်းထဲမှာဓူးတွေပျော့တယ်မခွတ်နိုင်ဘူးနောက်ပြီးတော့အစာပိုင်းကိုခုပြီးနိုင်နောက်ပိုင်းမှာမိုးလိုက်တွေမှာပြုတ်ကြတယ်အစာပိုင်းတော့တော့ကျွန်တော်မခွတ်ဘူးအဲ့မိခွန်းတွေကျွန်တော်များဟာကျွန်တော်ပြောရင်တခါလဲညီကိုရီကိုတခါလဲစိတ်တာဘီဘီအာကျွန်တော်ရတာအတွေ့အကြုံနဲ့ရတဲ့ရာရင်ညီကိုရီကို share လေးလုပ်ပေးကြောက်ဝါလို့ရှိရင်အစာပိုင်းတော့လည်းမခုဘူးဗျ က်ဆိုတာဝအောင်လဲကျွေးလို့မရဘူးကျက်ဆိုတာစီးစင်ရစ်တာမကူဗျလူများလို့စီးစင်ရစ်တာဘာဖြစ်လို့လဲစီဂျူနှလုံးသွေးဂျူကြောက်ကလာတယ်ကျွန်တော်နေဦးတော့ပေါင်းထုံးတော့ဘာရောမရှိဘူးအသားတွေကက်ကက်နဲ့ဂျင်းဆော့ရမှာမဟုတ်ဘူးကျွန်တော်ကကျက်ဆိုတာလဲစီးစင်ရအောင်မထားနဲ့ကျက်ဆိုတာစီးစင်ရအောင်ထားရင်အစာပိုင်းလည်းမကူဘူးကျက်ဆိုတာငတ်တယ်လည်းပြတ်တယ်လည်းမထားနဲ့နောက်ဆုံးမူရဲရည်ကြမခွတ်နိုင်ဘူးမကျိတ်နိုင်ဘူးအစာပိုင်းတော့ချက်တရပုံမှန်ခွတ်တယ်ငတ်တလက်ပြက်တဲ့ထိုင်းရင်ရွာရည်ထဲမှုတဲ့ကြမချိတ်နိုင်တော့မခွတ်နိုင်တော့ဟုတ်လားဥမာကျွန်တော်ပြောရင်လူများလိုပဲ ဟိုလူမျိုးတရားနဲ့လူမျိုးပြကွာသလိုပဲအာကိုကကျွန်တော်ကြည့်ရဒူးတွေပျော့ပျော့နေဖားကြောင်လို့ကျွန်တော်ရှင်းတော့ကျွန်တော်ပြောစကားလေးကနည်းနည်းလေးစင်ပယ်လေးကျွန်တော်ဟိုတာတကာလေးနဲ့ကျွန်တော်ပြောပြတာဟိုဟာကျမပရားကြီးမလိုက်စင်းနဲ့ကျမတအားကြီးလိုက်တဲ့ချက်ကြီးကဒူးပျော့မယ်ချက်ကြီးဝင့်မယ်အာကိုကကျွန်တော်ကြည့်ရဒူးပျော့လိုက်မှမဟုတ် why not တအားမောတယ်ချက်ဆိုတာတတိချက်ကပြက်လို့မရဘူးချက်မောရင်ကျွန်တော်ဂရိဂရိရိုက်တိုက်ပြန်ချက်ဆိုတာအပူချိန်များလာတယ်ချက်ဆိုတာအပူမျိုးမှန်မယ်လို့မောတအားမောဖားကြောင်လို့ ကြက်ကျွေးကြက်ကင်လူတာကြက်ဆိုရေယိုတနေ့ကို9ခေါက်လောက်အဝါတိုက်နေအကောင်းဆုံးပဲရေယိုဂရိဂရိတိုက်လေကြက်တရအမောစီလာလေအတိုင်းအသားတွေကဆာရေတက်တရဆာဟိုပြိဝါလာကျွန်တော်လူများလို့ဆိုကျွန်တော်တို့အသားတွေပေါ့ဗျာရေတောင်များတဲ့သူကအဲအသားတွေကိုကိုင်းကြည့်ရအဲဟိုက်အသားညှစ်လိုက်အရေရေဦးထွက်လာရေတက်ပြိဝါနေရကြက်တွေကိုလည်းကျွန်တော်ကရေတိုက်မယ်ဂရိဂရိတိုက်မယ်ဆိုရင်ရေတက်ပြိဝါတော့ကြက်တွေတားပဲလက်ထဲမှာတိတ်ခဲပြီးတားခွန်းနိုင်ဘူးတွေ့ပြော့တာကြကျွန်တော်ပြောမယ်ကြက်မတွေဂရိဂရိလိုက် ကျွန်မသုံးလေးမလောက်ထားလိုက်ဓူးတွေပြော့ပြီးတော့မခွတ်နိုင်ဘူးဟာကျွန်တော်ပြောချင်တာလေးကအနောက်ပြီးတော့အစာပိုင်းရနာမခုတ်ဘူးဆိုတာဘာကြောင့်လဲကျက်ဝနေလို့ကျက်စင်းစင်ရစ်ပြီးစတဲ့ကမခွတ်နိုင်ဘူးဟာကိုကအစာပိုင်းလည်းခွတ်တယ်ဗျာနောက်ပိုင်းကျမှပြုတ်ပြူသွားတယ်ကျက်မွေးကျက်တွေကိုမကြွေးလို့နေနဲ့ညတဲ့ညနဲ့နေကျက်ဆူကညပူကြွေးလေးပူပြီးတော့သူတို့မအားရင်ပြည့်နေပဲဗျာကျက်ဆူကကြွေးတယ်ညာပိုင်းလေးကိုပုတ်တက်ကိုင်းပြီးအကိုင်းတွေကောင်းရင်အကျွေးမွေးကောင်းရင်ရေထဲမိုးရစ်တီရော့မသွားဘူးခြေထွက်တီက ตาဖြောင်းဖြောင်းဖြောင်းနေခွတ်လိုက်အဲ့ဘောင်စတိတကန်ကောင်းလို့ကြောက်မခွတ်တာ အစာပိုင်းနဲ့တော့မခွတ်တာဝါလို့ตาမောတာကရှည်တတ်လို့ဝါလားရှည်ချမွေးချကန်လို့ဝါတွေးမယ်ရှည်ခရီးခရီးတိုင်မချက်ကိုတနေ့ကိုငါးခေါက်တော့တိုင်မယ်ဆိုချက်ကအမောလေးကိုစီးလို့မင်းတို့ကအဲကျွန်တော်ဝိုင်းထဲမှာဒူးတွေပျော်တာက ကျွန်တော်ပြောသလိုပဲအဲဒူးတွေပျော်တာယော့တာဆိုတာတော့ဒီကောင်ကကြက်မာကြီးတားလိုက်တာ အဲကျက်လာပြီးတော့အောက်ချိထားတဲ့ကျက်တွေပေါ့အရင်တော့ကျက်တွေနွေရာဒီဘက်မှာချိထားတဲ့ကျက်တွေအေးအဖြစ်များတယ်သူကအရင်တန်နေပြန်ပေါ်တော့ဒါကလေးလေးရှိသေးရခွေးကြိုက်ထားတဲ့ကျက်တွေပါဆိုလဲဝိုင်းထဲမှာရေကြိတ်မှုကျက်တွေမှာတားစကားတန်းပေါ်တယ်ခွေးကခွေးစိတ်တက်တယ်ဗျအဲအဲ့အလေးလေးလည်းသတိထားပြရတယ်နော်ဒီကတော့အားလုံးမကြောက်ပါဘူးကျွန်တော်ဖုန်းနံပါတ်လေးမှတ်ထားပါဦး၄၃